rescue you are a hairy elf squirrel မင်္ဂလာပါတတမီမီတို့ရေတတမီမီတို့ကိုဒီနေ့ပြောပြမယ့်အကောင်လေးကတော့ရှင့်အကြောင်းပဲဖြစ်ပါတယ်ရှင့်လေးတွေရဲ့ထူးခြားချက်ကတော့အမွှေးထူတဲ့အမီးလေးတွေပါတာပါ ရှင့်တွေမှာ ဖောင်းကြွနေတဲ့အမီးလေးပါပါတယ်အဲ့ဒီအမီလီကသူတို့ကိုတက်ကိုင်းပေါ်ခုံတဲ့အခါဟန်ချက်မြအောင်ကူညီပေးပါတယ်တဲ့ ရှင်လေးတွေကတစ်ပင်ပေါ်မှာအဓိကနေကြတယ်။တစ်ကိုင်းတွေကြားမှာသေရွက်တွေ၊သစ်ခတ်တွေနဲ့ပြုတ်လောက်ထားတဲ့အတိုက်လေးတွေမှာအေးကြပါတယ်တဲ့။ရှင်လေးတွေကသစ်သီးနဲ့အစိအစံနဲ့စားတယ်။သူတို့အကြိုက်ဆုံးအစာကသစ်ကြားသီး၊ဝသစ်ချသီးတို့လိုမျိုး အစိအစံတွေပါတဲ့။စောင်းရသည်မရောက်ခင်မှာစောင်းရသည်အတွက်ကြိုပြီးတော့မြေကြီးထဲမှာအစာတွေကိုဖွက်ထားတတ်ကြတယ်တဲ့။ တခါတလေသူတို့မိပြီးမစားပြစ်တဲ့သူတို့ဖွက်ထားတဲ့အစာတွေကအစိအစံလေးတွေကတစ်ပင်အဖြစ်နဲ့ပြန်ပြီးတော့ပေါက်လာတတ်ကြပါတယ်တဲ့ရှင်လေးတွေကပြေးတာခုန်တာလည်းမြန်တယ်ရှင်တွေရဲ့ခြေသေးလေးတွေကချွန်ပြီးကောက်နေတာကြောင့်တစ်ပင်ကိုလှည့်မြန်စွာတတ်နိုင်တယ်တဲ့ကိုင်းတစ်ခုကနေတစ်ခုကိုပေ20လောက်ထိခုန်နိုင်ပြီးတော့မြေပြင်မှာလည်းပြင်းပြန်စွာပြေးနိုင်ပါတယ်တဲ့ ရှင့်လေးတွေရဲ့နောက်ထပ်ထူးခြားချက်ကသူတို့ရဲ့ရှေ့သွားလေးနှစ်ချောင်းကကြီးနေပါတယ်တဲ့အဲ့ဒီသွားလေးတွေကအလွန်ခိုင်ခန့်တာကြောင့်တက်သီးမာတွေအခွန်မာတွေကိုကိုက်ဖြတ်ပြီးတော့သူတို့စားနိုင်ပါတယ်တဲ့ပြီးတော့ရှင့်လေးတွေကအရန်ကိုချစ်စရာကောင်းတဲ့အကောင်လေးတွေပဲဖြစ်ပါရဲ့နော်ကဲခိုးရှင့်လေးတွေအကြောင်းသိပြီးဆိုတော့မိကုံးလေးတွေဖြစ်ကြအောင်ရှင့်လေးတွေရဲ့အကြိုက်ဆုံးအစားအစာကဘာလဲတက်အသေးအရွက်နှစ်တက်ကြသည်သုံးအသား ဟုတ်ပါရဲ့ရှင့်လေးတွေရဲ့အကြိုက်ဆုံးအစားအစာကသစ်ကြာပြီးပဲဖြစ်ပါတယ်။ကဲအခုရှင့်လေးတွေအကြောင်းကိုပြောပြပြီးပြီဆိုတော့နောက်ထပ်အကောင်လေးတွေအကြောင်းကိုလည်းထပ်ပြီးပြောပြပေးဦးမယ်နော်။